အလုံးလက်မဲ့နှုံနဲ့ပတ်သက်ပြီးမှန်ကန်တိကျတဲ့ကိန်းဂဏန်းတွေကိုရရှိစေဖို့အတွက်2014-2015ခုနှစ်မှာအပြည့်ပြည့်ဆိုင်ရာအလုံသမားအဖွဲ့ချုပ် ILO ရဲ့အကူအညီနဲ့လုံသားအင်အားစစ်တမ်းတရက်ကိုကောက်ယူသွားမှာဖြစ်တယ်လို့အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကဒုတိယဝန်ကြီးဒေါ်လက်လက်သိန်းကပြောပါရယ်ဒီလိုပြောကြမှုကိုဒုတိယဝန်ကြီးဒေါ်လက်လက်သိန်းကနေပြည်တော်မှာစက်တင်ဘာလ24ရက်နေ့ကပြုလုပ်တဲ့ပထမအကြိမ်ပြည်သူ့လွှတ်တော်စက်တဲ့ကြိမ်မြောက်ပုံမှန်အစည်းအဝေးအထက်မှနေမှာ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်းရဲ့မိန်းကုံးကိုဖြေကြားရမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးအမရပူရာမင်းစံနာနယ်မှာပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်းဦးကအစိုးရဌာနအသီးသီးမှတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းဦးရေထုတ်ပေးရတဲ့လာစာနဲ့ပုဂ္ဂလိကကုမ္ပဏီတွေအလုပ်ယုံနေမှာလုတ်ကင်နေတဲ့ဝန်ထမ်းဦးရေနဲ့လက်ရှိအလုပ်လက်မဲ့ရာဂိုင်းတို့မြင်များရှိကြောင်း ပြည်ပကပြန်လည်ရောက်ရှိလာတဲ့အလုံသမားတွေကိုပြည်ရင်းမှာအလုံအကိုင်းပြန်လည်ခန့်ထားရေးအတွက်မြေတုစီမံလျက်ရှိတာကိုတိလိုကြောင်းမင်းမြန်းခဲ့တာနဲ့ပတ်သက်ပြီးထော်လက်လက်သိန်းကအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။အဆိုပါမေကုတ်နဲ့ပတ်သက်ပြီးအမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကဒုတိယဝန်ကြီးထော်လက်လက်သိန်းကအစိုးရဌာနအတီးတီးမှတာဝန်ထမ်းဆောင်နေတဲ့အမြဲတမ်းဝင်တဲ့ဦးရေဟာ2014ခုနှစ်ဇွန်လကုန်အထိ 9366ဦးရှိပြီးအချို့အစားဟာအမျိုးသား45.3%မှ100ရာခိုင်နှုန်းနဲ့အမျိုးသမီး54.3%ရာခိုင်နှုန်းဖြစ်တယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ပုဂ္ဂလိကကုမ္ပဏီတွေအလုပ်ယုံတွေမှာအလုပ်လုပ်ကင်နေသူတွေနဲ့ပတ်သက်ပြီး2022ခုနှစ်ကကောက်ယူခဲ့တဲ့စည်ရင်းအရာလှုပ်သားအင်အားဟာ၈သိန်း9,569ဦးရှိတယ်လို့၎င်းကထပ်မံပြောကြားခဲ့ပါတယ်။ အလုံးလမဲ့ဥယေတွက်ချက်ရမှာလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနကနှစ်စဉ်ရရှိတဲ့လူဥယေတုံးနှုံအပေါ်အခြေပြုကလုံသားအင်အားတုံးနှုံကိုတွက်ချက်ရယူပြီး1990ပြည့်နှစ်လုံသားအင်အားစစ်တမ်းကကောက်ယူရရှိခဲ့တဲ့အချက်အလက်တွေကိုအခြေခံပြီးလုံသားအင်အားအလုံးလက်ရှိအလုံးလမဲ့နှုံတို့ကိုခံမှန်းတွက်ချက်ရတာဖြစ်တယ်လို့သိရပါတယ်ခမ်းမဲတွက်ချက်မှုတွေအရ2013ခုနှစ်မှာရှိတဲ့အလုံးလက်မဲ့နှုံးဟာ၄ဒသမ3.1ရာခိုင်နှုန်းခန့်ရှိတယ်လို့ဒုတိယဝန်ကြီးဒေါ်လက်လက်သိန်းကဆိုပါရယ်